မင်္ဂလာပါရှင်။မြောက်စလုံးကြီးရွာမှာရှိတဲ့နေအိမ်တွေကိုစစ်တပ်နဲ့ပြန်လို့တက်ကထမံမီးရှို့ခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှမ်းကရနီနယ်ဆက်ဖေကုံမြို့နယ်မြောက်စလုံးကြီးရွာမှာရှိတဲ့နေအိမ်တွေကိုစစ်တပ်နဲ့ပိုးပီသူစစ်ပြန်လို့တို့ကအော်တိုဘလာ၁၄ရက်နေ့ညနေပိုင်းမှာထမံမီးရှို့ခဲ့တယ်လို့စစ်ရေးတင်ရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့နဲ့အော်တိုဘာလ10ရက်နေ့တို့မှာလဲစစ်တပ်နဲ့ပြည်သူတပ်တို့ကမြောက်စလုံးကျေးရွာကို ဝင်ရောက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ပါတယ်။အဲဒီနောက်အော်တိုဘာလ17ရက်နေ့မှာလဲဖဲခွန်မြို့နယ်ခေါင်းဤကျေးရွာအုပ်စုဘောရန်ရွာအတွင်စစ်တပ်နဲ့ပြည်သူတို့ဝင်ရောက်ပြီးမိရှုဖျက်ဆီးခဲ့တာကြောင့်ဒေတာခံတွေထပ်ပြေးတင်းရှောင်ခဲ့ရပါတယ်။ 2025ခုနှစ်စက်တင်ဘာလ17ရက်နေ့ကစပြီးရှမ်းကရနီနယ်ဆက်ပင်လောင်မြို့နယ်တောင်မဲတင်ကျေးရွာအနီးအိမ်အားအလုံးအင်းနဲ့စစ်တပ်နဲ့ပြန်လို့တက်တော့ကစစ်ကြောင်ထိုးလာတာကြောင့်ကျေးရွာ၈ရွာမှာရှိတဲ့ဒီတာခံ၄000ကျော်စစ်ပေးတင်းဆောင်ခဲ့ရပါတယ်ရှင်။